TikTok မှာအရန်ခက်စားနေတဲ့ share video မျိုးဘယ်လိုလုပ်လဲဆိုတဲ့အကြောင်းကြည့်လိုက်အောင်အရင်ဆုံးကျွန်တော်ဒီ Pickverse ဆိုတဲ့ application ကို download လိုက်ပါဒီ application ကို share လုပ်မသိဘူးဆိုခင်ဗျာ website မှာသွားပြီးတော့လုပ်လို့ရပါတယ်ခင်ဗျာ Okay ဆိုတော့ကျွန်တော်ဒီ Pickverse ဆိုတဲ့ application ကိုကျွန်တော်ဝင်လိုက်မယ် ဝင်လာတာနဲ့ဒါထုံးစံတိုင်းပေါ့ဒီပထမအဦးဆုံး application ဆိုတော့ notification ပိုင်းညာတောင်းမယ်ပြီးရင်တော့ကျွန်တော်ဒီညာဘက်အောက်လေးမှာဒီ login ဝင်ခိုင်းတယ်ပေါ့နော် login ကတော့သူကအမျိုးမျိုးဝင်လို့ရတယ်ကျွန်တော်ကတော့ဒီ apple id နဲ့ပဲကျွန်တော်ဝင်လိုက်ပါမယ်ဆိုတော့ကျွန်တော်အရေးဆုံးလုပ်ရမယ့်ဟာ video edit video edit ဆိုတော့ကျွန်တော်ဒီအလဲဆုံးကဒီ account cloud လေးကိုနှိပ်မယ် ်ပေါင်းခလုံးနှုတ်နေပြီးပါနဲ့ကျွန်တော်ဒီမာလော်လော့ဆယ်တို့ပြတာ image ဆိုပြီးပြတာ image ဟာမဟုတ်ပဲလေဒီညာဘက် image ရဲ့ဘေးနားလေးက transition ဆိုတာလေးကိုနှိပ်မယ် transition mode မှာ try now ဆိုပြီးနှိပ်မယ်နှိပ်ပြီးပါနဲ့ကျွန်တော်ဒီပထမအဦးဆုံး frame မှာကိုယ့်ရဲ့ပုံပေါ့နော်ကိုယ့်ပုံလေးကိုကိုလုံးမယ်ရွေးမယ်ပေါ့နော်အရင်ဆုံးကျွန်တော်ပုံကျွန်တော်ထည့်လိုက်မယ်ထည့်ပြီးပါချိန်မှာနောက်တစ်တစ်ခုကဒီ last frame ဆိုရေးတာပေါ့နော်အဲ့ frame မှာကျတော့ကိုပြောင်းလဲချင်တဲ့လူရဲ့ပုံကိုအဲ့ပုံလေးရဲ့ frame ကိုထည့်လိုက်ပါဆိုတော့ကျွန်တော်ဒီတစ်ခုထည့်လိုက်မယ်ထည့်ပြီးပါနဲ့ finish ဆိုပြီးနှိပ်လိုက်ပါ ပြီးတော့ဒီမှာဒီလိုမျိုး ratio နဲ့တွားရှင်တယ်ကျွန်တော်ကတော့ဒါ Facebook မှာဘိုင်းနဲ့တင်ရှင်တယ်ဘိုင်းနဲ့ဆိုရတဲ့အတွက်3/4လည်းမယ်ကျွန်တော်တွားလိုက်မယ် okay ပြီးရတဲ့ဒီမှာဒါ quality ဘိုင်းညာရွေးလို့ရရပါတော့ quality ရွေးတဲ့ဟာကတော့ကျွန်တော်တို့အခုလောလောဆယ်ကတော့ကျွန်တော်920လောက်နဲ့ရွေးလိုက်မယ်920ရွေးတဲ့အတွက်တွားအိမ်မှာ times ပါရေးပြရတာဘယ်လောက်ကြာမယ်ဆိုတဲ့ဟာတူပေါ့နော်ပုံမှန်360ဆိုခင်တော့ဒီ times 2နည်းနည်းလေးနေမယ်အခုကျွန်တော်ကဒီ920ဆိုတဲ့အတွက် times 4ဆိုတော့လေးစားပုံနေပါမယ် OK ဆိုတော့စပြီးတော့ကျွန်တော်ဒီမှာ create လုပ်လိုက်ပါပြီ။ခဏဆောင်အောင်ပါပေါ့နော်။သူရထုံးစံတိုင်းသူပြီးွားပြီဆိုတာနဲ့ဒီမှာသူက notification လေးပေါ်လာလိမ့်မယ်ခင်ဗျာ။ OK ဆိုတော့လည်းဒီမှာသူပြီးွားပြီပေါ့နော်။ပြီးွားပြီဆိုပြီးတော့ notification လေးကိုသူပေါ်လာပြီဖြစ်ပါတယ်။ဒီ application က free တော့မဟုတ်ဘူး။ဒါပေမဲ့360 quality ဆိုခဲ့တော့တနည်းကို video 3ပုတ်ထုတ်လို့ရတယ်။920ဆိုခဲ့တော့တစ်ရက်ကို3ပုတ်လောက်ပဲထုတ်လို့ရတယ်။ကဲလုံနည်းယူရဲတည်ကြပြီဆိုတော့ကြီးစုသူတွေလည်းဒီပုံစံကို like လုပ်ပြီးရင်ကျွန်တော်ဒီ comment အောက်မှာ 别忘了哦，提醒你。<noise> <noise> <noise>